ဧပြီလ28 29 30နဲ့30ရက်အတွင်းမန္တလေးတိုင်းတောင်ပိုင်းမှာမိုးများနိုင်ကြောင်ပြသနေပြီးရှမ်းပြည်နယ်တောင်ပိုင်းမှာမိုးများနိုင်ကြောင်ပြနေတာတွေ့ရတယ်လို့ဆိုပါရယ်အခုရက်ပိုင်းမှာအချိန်ကမဟုတ်မိုးရွာတာမိုးကြီးတာမိုးသက်လေပြင်းတိုက်ခိုက်တာတွေဖြစ်ပေါ်နိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတိပေးချက်ထုတ်ပြန်ထားပါရယ်လီဝေလိုင်းရဲ့အချိန် လေနွေးနဲ့လေအီးတိတ်ဆုံမှုတွေကြောင့်ဧပြီ28ရက်မှမေ3ရက်အတွင်းဖြစ်ပေါ်လာနိုင်တာဖြစ်ပါတယ်။မိုးရွာသွန်းနိုင်တဲ့ဒေသတွေကတော့နေပြည်တော်ရန်ကုန်တိုင်း၊မန္တလေးတိုင်း၊ပဲခူးတိုင်း၊မကွေးတိုင်း၊စကိုင်းတိုင်း၊ဧရာဝတီတိုင်း၊သနင်္လာရီတိုင်း၊ပချင်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ရှမ်းပြည်နယ်မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာရွာသွန်းမှာဖြစ်ပြီးနေရာကျဲကျဲမှာနေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်တယ်လို့အချို့ဒေသတွေမှာလည်း နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ဆိုပါရယ်အချိန်ကမို့မိုးရွာခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလက်စည်းလက်ခြင်းမိုးသီးကြွေခြင်းနဲ့မြေပြိုခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်လာနိုင်လို့တတိထားဖို့လိုအပ်တယ်လို့သိရပါရယ် ပြင်ပမိုးလေဝသပညာရှင်ဦးဝင်းနိုင်ကတော့အခုရက်ပိုင်းမှာမြန်မာနိုင်ငံလေပိုင်းဒေသတွေကမိုးရွာနိုင်ပြီးမိုးကြီးပါက မြေပြိုတာယာယီသဲတွေမှာရေကြီးတာတွေဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။ဧပြီလ28 29နဲ့30ရက်အတွင်း ECMWF မော်ရယ်ကမန္တလေးတိုင်းတောင်ပိုင်းမှာ မိုးများနိုင်ကြောင်ပြသနေပြီးအိုင်ကွန်မော်တွေကရှမ်းပြည်နယ်တောင်ပိုင်းမှာမိုးများနိုင်ကြောင်ပြနေတာတွေ့ရတယ်လို့ဆိုပါတယ်မတူညီတဲ့ဥရောပမော်တွေနှစ်ခုကပြနေတဲ့မိုးများနိုင်ကြောင်ခမန်းချက်နေရာတွေဟာငလင်တန်တင့်တဲ့နေရာတွေဖြစ်တာကြောင့်မိုးများရင်ဖြစ်လာနိုင်တဲ့မြေကျွန်းချင်းမြေပြိုခြင်းယာယီတိဆောက်ထားတဲ့စခန်းတွေမှာရေကြီးခြင်းတွေကိုတတိပြုကြရမှာ ဖြစ်တယ်လို့သိရပါဗျ။